ဒီကနေ့ဇလာ25ရက်နေ့ကျရာပရီနေ့အတွက်မိုးလဝတာခမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းကလေဝေလိုင်းကဒီကနေ့ဇလာ25ရက်နေ့မှာလေပြင်းရိုင်းရေဝံအဖြစ်ပိုပြီးအကောင်းလာနိုင်တယ်လို့မိုးလဝတာပညာရှင်ဝန်တိုင်းကအသိပေးထားပါတယ်။ အကောင်နေစေအနောက်တောင်မုတ်တုံလေးနဲ့လေပြင်းရိုင်းရေဝန်ဖြစ်လာနိုင်တဲ့အရှိန်တက်ရောက်မှုတွေကြောင့်ကချင်ပြည်ရခိုင်ပြည်မြောက်ပိုင်းချင်းပြည်မွန်ပြည်ကရင်ပြည်ပဲခူးတိုင်းရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာမုတ်အသင်အသင်ကနေမုတ်များနိုင်ပြီးချင်းပြည်နယ်နဲ့တိုင်းတွေမှာနေရာစစ်စစ်မုတ်အနေငယ်ရွာသွန်းနိုင်တယ်လို့မုတ်လဝတ္တပညာရှင်ဝန်နိုင်ကအသိပေးထားပါတယ် ချင်းရွှေမြေဟာဟောမလင်းမြို့မှာစိုးရင်အမတ်အထက်ကိုပေဝက်ခန့်ကျော်လွန်နေပြီးဆက်လက်မြင့်တက်လာနိုင်သေးတာမို့ဟောမလင်းမြို့အတွင်းမြကန်အနီးနဲ့မြင်းနေမိုင်းနေထိုင်သူတွေအနေနဲ့ဘေးလွတ်ရာနေရာတွေကိုရှောင်ရှားကြဖို့မိုးစလာကသတိပေးထားပါတယ်။ဒီကနေ့ညနေအထိစကိုင်းနယ်အောက်ပိုင်းမှာနေရာကွက်ကြောင်းမန္တလေးတိုင်းမှာနေရာကျကျကရနီကရပြီးနေပြီးတော့ပဲခူးတိုင်းနဲ့မကွေးတိုင်းတို့မှာနေရာဆစ်ဆိန်နဲ့ချန်ပီယံနေတိုင်းတို့မှာနေရာအနှံပြမိုးထစ်ချုံရွာနိုင်ပြီးရွာရင်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ကရင်ပြည်မွန်ပြည်ရခိုင်ပြည်နဲ့စကမ်းတိုင်းအထက်ပိုင်းတို့မှာနေရောင်ကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေပါတယ်။မြမကဲဝနဲ့တခြားနယ်ကဲလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမုတ်တက်လေပြင်များကြာရောက်ပြီးလှိုင်းကြီးနိုင်ကလှိုင်းမြင့်စတဲ့ဘေကနေ73ဘေကန့်ရှိနိုင်ပါတယ်။ကချင်ပြည်ရခိုင်ပြည်ရှမ်းပြည်မြောက်ပိုင်းရန်ကုန်တိုင်း စကိုင်းတိုင်းထက်ပိုင်း AOR တိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးတိမ်ကြောင်များဖြစ်ပေါ်လျက်ရှိပြီးမိုးတိမ်ကြောင်များရွေရှိုင်းရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလေဆင်းလက်ခြင်းနဲ့မိုးသီးကျခြင်းစားရင်မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကျူတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်မွန်ပြည်ရခိုင်ပြည် AOR တိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးပေါ်လာနိုင်ပါတယ်ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရေရဲ့ဒေနာရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။